ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မေ့သောသူတည်မင်္ဂလာရှိ။ရှင်ပေတရုဩဝါဒစာဒုတိယဆောင်အခန်းကြီး1ယေရှုခရစ်၏ဂျွန်တမန်တော်ငါရှိမုန်ပေတရုသည်ကယ်တင်တော်မူသောအရှင်ငါတို့ဘုရားသခင်ယေရှုခရစ်၏ဖြောင့်မတ်ခြင်းတရားကိုငါတို့ယုံကြည်သည့်ဤသူမြတ်စွာသောယုံကြည်ခြင်းကိုရသောသူတို့အားကြားလိုက်ပါ၏။ဘုရားသခင်ကို၎င်းငါတို့သခင်ယေရှုကို၎င်းတည်သောညာအဖြစ် ကျေးဇူးတော်နှင့်ညီသက်ခြင်းသည်တင်းတို့၌များပြားပါစေသောထို့သောနှင့်အညီငါတို့ကိုဘုံတကိုးတော်နှင့် ခေါ်တော်မူသောဖရာကိုတည်သောညာအဖြစ်ငါတို့အားအသက်ရှင်ခြင်းဖရာဝတ်၌မွေးလျော်ခြင်းနှင့်ဆက်ဆိုင်သောအရာရှိသမျှတို့ကိုဖရာတကိုးတော်သည် ပေးသနာတော်မူပြီးထို့သောသောအဖြစ်လည်းအလွန်ကြီးမြတ်၍အဖိုးထိုက်သောဂတိများကိုငါတို့၌အပ်ပေးတော်မူပြီး အကြောင်းမူကားထိုဂတိတော်များကိုအမိပြု၍တင်းတို့သည်လောကီတတ်မှတ်ခြင်းအညစ်အကြေးနှင့်ကင်းလွတ်သဖြင့်ဖျားဗဂရီကိုဆက်ဆံရသောသူဖြစ်ကြမည်အကြောင်းသည် ထိုတို့အလိုငါတင်းတို့သည်ယုံကြည်ခြင်း၌တီလကို၎င်းတီလ၌ပညာကို၎င်းပညာ၌ကာမဂုဏ်ချုပ်တီးခြင်းကို၎င်းတီးခံခြင်း၌ဖျားဝိတ်ကိုပြု၍မွေလျော်ခြင်းကို၎င်းထိုမွေလျော်ခြင်း၌ညီအကိုစုံမဲ့ခြင်းကို၎င်း ညီကိုဆုံးမဲ့ချင်း၌ချစ်ချင်းမြတ်တာကို၎င်းအလွန်ကြိုးစားအားထုတ်၍ထပ်ဆင်းကြလော့မကြောင်မူကားထိုပါရမီတို့သည်တင်းတို့၌ရှိ၍ကြွယ်ဝလျင်ငါတို့သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်း၌မပြင်းညိစေခြင်းက၎င်းအကျိုးမဲ့မဖြစ်စေခြင်းက၎င်းပြုပြင်တတ်ကြ၏ထိုပါရမီနှင့်ကင်းသောသူမူကားမျက်စိကန်း၏ကိုမျက်စိကို ကိုပိတ်၏ မိမိအပြစ်ဟောင်းဆေးကြောချောင်းကိုမေ့လျော့ဤထိုကြောင့်ညီအကိုတို့တင်းတို့ခံရသောခေါ်တော်မူခြင်းနှင့်ရွေးချယ်တော်မူခြင်းကိုတည်မြဲစေခြင်းကတာ၍ကြိုးစားအားထုတ်ကြလောတို့ပြုလျင်ရွေးရော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်ထာဝရနိုင်ငံတော်တည်းသို့ဝင်စားခြင်းအခွင့်ကိုတင်းတို့အားကြွယ်ဝစွာပေးသနာတော်မူလတ္တ ထိုကြောင့်ယခုဟောပြောသောတမန်တရားကို သင်တို့သည် နားလည်၍တည်ကြည်ခြင်းရှိတော်လေဤသို့သောစကားများနှင့်သင်တို့အားအစင်မပြတ်တတိပေးမည်အမှုကိုငါမမေ့မလျော့ငါတို့သခင်ယေရှုခရစ်သည်ဗျာဒိတ်ပေးတော်မူသည့်အတိုင်းငါတဲခိုရာတဲကိုမကြမမြင့်မီငါပြစ်သွားရမည်အရာကိုငါတိမှတ်၍ဤတဲ၌ရှိနေစဉ်ကာလပတ်လုံးသင်တို့ကိုတတိပေး၍နိုးစုံအပ်သည်ဟုငါသဘောရှိ၏ထိုမှတပါငါဆုတေးသည်နောက် တင်တို့ဒီဤအရာများကို အစင်မှတ်မိစေခြင်းကငါကြိုးစားအားထုတ်မည်ငါတို့သခင်ယေရှုခရစ်ဤတကိုးတော်ကို၎င်းကြွလာတော်မူခြင်းကို၎င်းတင်တို့အားကြားပြောသောအခါငါတို့ဒီပရိယေနှင့်ပြင်ဆင်သောဒဏ္ဍာရီစကားကိုမလိုက်ဘုံအာနုဘော်တော်ကိုကိုယ်တိုင်မြင်သောသူဖြစ်ကြ၏အဘယ်သူနည်းဟုမူကားဤသူသည်ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေကြီးဟုသောအတန်တော်သည် ထူးမြတ်သောအယောင်အဝါတော်တဲကထိုသခင်သို့ရောက်သောအခါခမဲတော်ဘုရားသခင်အထံတော်မှဂုံအတိရေဘုံအာနုဘော်ကိုခံရတော်မူ၏။ကောင်းငင်ကရောက်လာသော ထိုအတန်တော်ကိုငါတို့သည်တန်ရှင်းသောတောင်ပေါ်မှ သခင်ဘုရားနှင့်အတူရှိသောအခါကြားရကြ၏။ထိုမှတပါတာ၍မြဲမြံသော အနာဂတ်တိစကားတော်သည်ငါတို့၌ရှိသည်၏။စိတ်နှလုံးထဲ၌အာယုန်တက်၍ကြယ်နီပေါ်ထွက်သည့်ကာလတိုင်အောင် ထိုအနာဂတ်တီစကားတော်ကိုမှောင်မှတ်အရက်၌ထွန်းလင်းသောစီမီကဲ့သို့မှတ်၍သင်တို့သည်အမိပြုတင်ကြ၏ကျမ်းစာ၌ပါသောအနာဂတ်တီစကားမြည်သည်ကကိုယ်အလိုအလျောက်အနက်မပေါ်ဟုရှေးဥစွာတိမှတ်ကြလော အကြောင်းမူကားအနာဂတ်တီစကားသည်လူအလိုအားဖြင့်ဖြစ်ဘူးသည်မဟုတ်ဖျားသခင်၏တန်ရှင်းသူတို့သည်တန်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံရ၍ဟောပြောကြ၏အာမင်